ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လူပေါင်း H5 Web Channel နေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီပြီးခဲ့တဲ့ International Break ပြီးကလာဒီ Man U နဲ့ပွဲကနေ Man City ပွဲအထိဒီ Premier League ၄ပွဲမှာဆိုရင်ကျွန်တော်တို့ကတပွဲပဲနိုင်ပြီးတော့၃ပွဲရှုံးဆိုတဲ့ရလိုက်ကြောင်းဝေဖန်မှုတွေစိတ်ပြတ်မှုတွေစိုးရိမ်မှုတွေရာ Liverpool ရက်ဝင်မှာဖြစ်ပေါ်ခဲ့ပါတယ် ါပေမဲ့ဒီကိန်းကနန်းတွေစိတ်ခံစားမှုတွေခဏမိပြီးတော့ logic နဲ့ပဲပြောရမယ်ဆိုရင်ဒီ forest နဲ့ပွဲဟာကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့တယ်ဝေဖန်မှုတွေကိုရက်တက်နိုင်မှုအတွက်ငါပွဲဆက်နိုင်ပွဲလမ်းကြောင်းကိုစတင်မှုဒီပွဲကပထမအောင်ဆုံးတက်တည်ပြရမယ်ပွဲတစ်ပွဲဖြစ်ပါတယ်ဒီပွဲမှာ Arnislo အနေနဲ့အနိုင်ရလက်ရယူပြီးတက်တည်ပြဖို့အတွက်မဖြစ်မနေလှုပ်ဆောင်မယ်အချက်၃ချက်ကိုဆွေးနွေးသွားကြပါမယ် ပထမအချက်ကတော့ကျွန်တော်တို့ကွင်းလဲပိုင်းတိကျမှုနဲ့တည်ငြိမ်မှုဆိုတဲ့အပိုင်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီရှောင်းဒါရဲ့ forest အတင်းရဆိုရင်ကျွန်တော်တို့ဒီလက်ရှိ Premier League အတင်းနေထဲမှာခံစစ်အသားပေးပြီးတော့ဒီဘောလုံးပိုင်ဆိုင်မှု possession အ ਨੇ ဆုံးနဲ့ကစားပြီးတော့ကောင်းတာအတက်ကိုအားပြုပြီးဆော့ကစားတဲ့အတင်းတင်းဖြစ်တဲ့ဒါကြောင့်ဒီပွဲမှာကွင်းလဲကစားသမားတွေရဲ့ဒီဘောလုံးပေးပို့မှုတွေအရဆိုရင်ပကြီးစရာတယောက်ရဲ့ဆုတ်ချက်ဆွဲတယ်လို့မျိုးတိကျနေရပါမယ်။အမှားလုပ်လို့မရပါဘူး။ ကျွန်တော်တို့အမားလုံးမိတာနဲ့ဒီ forest လို့ကောင်းတာအတက်ကိုအားပြုပြီးကစားတဲ့အသင်းတွေအတွက်ကအခွင့်အရေးကိုလက်ဆောင်ပေးတယ်လို့မျိုးဖြစ်နေပါလိမ့်မယ်ခင်ဗျာဒီလိုကောင်းတာအတက်အားပြုပြီးစောတဲ့အသင်းတွေနဲ့တွေ့ရင်ကျွန်တော်တို့ twin core တွေခွင့်ပြုနေရတဲ့အချက်ကိုပြင်ဆင်နိုင်မှုအတွက်ကျွန်တော်တို့ဟိုးရှင်းမှာဆွေးနွေးခဲ့တဲ့ဒီ possession နဲ့ discipline အပြင်ကိုမှပတ်စင်ပိုင်းမှာလည်းလုံးဝတိကျမှန်ကန်နေဖို့လိုပါတယ်ဒီဘက်မှာ forest ကခံစစ်ကိုအားပြုပြီးတော့ကစားလာမယ်ဆိုရင် ကျွန်တော်တို့လပဘူးကဒီတိကျမှုရှိတဲ့ ပတ်သက်တင်တဲ့ position ကိုစိတ်ရှိလက်ရှိထိန်းချုပ်ထားပါမယ်။အနီစလုံးနေတဲ့ဒီကွင်းလက်မှာပွဲထွက်ကစားလာမဲ့ကစားသမားတွေကိုလည်းဒီဘောလုံးပေးပို့ချက်တိကျမှုဟာဆိုရင်60ရာခိုင်နှုန်းကျော်လောက်ထိကိုတတ်မှတ်ပေးထားတင်ပါတယ်ကျွန်တော်တို့ကွင်းလက်မှာတည်ငြိမ်မှုရမှသာလျှင်ဒီရှေ့တန်းရဲ့ချင်းချောင်းမှုတွေကလည်းအလုတ်ဖြစ်လာမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီလိုကောင်တာအတက်ကိုအားပြုပြီးစောတဲ့ forest နဲ့ပွဲမျိုးမှာဆိုရင်ကျွန်တော်တို့ကွင်းလက်ပိုင်းတိကျမှုနဲ့တည်ငြိမ်မှုဟာအရေးကြီးပါတယ်ခင်ဗျာ ဒုတိယမြောက်ချက်ကတော့ကျွန်တော်တို့တောင်ပိုင်းတိုက်စစ်ဒီ white area ဘက်အချမ်းကိုအားဖြည့်ခြင်းဆိုတဲ့အပိုင်းဖြစ်ပါတယ်ဒီပွဲမှာဒီ forest အနေနဲ့ကဒါ mid blow တို့ deep blow တို့နဲ့ခံစစ်အသားပေးပြီးတော့ဒီ penalty box နဲ့ဒီ set sheet စီးထိန်လိုက်က focus space area တွေမှာဒီဘောလုံးလမ်းကြောင်းကြက်အောင်ပိတ်ပြီးတော့ဆော့လာမယ်ဆိုရင်ကျွန်တော်တို့ဒီ တောင်ပိုင်းဘက်ခြမ်း wide area ဘက်ကနေထိုးပေါက်ပြီးတော့ဘလုံးလမ်းကြောင်းတွေဖွင့်ရပါမယ်။ဒါကြောင့်ဒီ wide area မှာကစားမဲ့တောင်ပိုင်းကစားသမားတွေနဲ့ဒီ full back ကစားသမားတွေကဒီပွဲမှာအဓိကတော့ချက်ဖြစ်လာပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်တို့ဒီ cross တွေပေးနိုင်ဖို့အတွက်ဒီ winger တွေနဲ့အတူတူ full back တွေက high over လဲလိုက်ပြီးတော့ကျွန်တော်တို့ low cross တွေပေးဖို့နိုင်ရမယ်။ဒါမှသာကျွန်တော်တို့ဒီ forest ခံစစ်ကစားသမားတွေကိုဘေးဘက်ကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့တိုက်စစ်ကစားသမားတွေအတွက်ဒီ penalty box ထဲမှာနေရလွတ်တွေ ရနိုင်မှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီပွဲမှာဒီ white area တွေအားပြုပြီးတော့ကျွန်တော်တို့လပဘူးရဲ့တိုက်စစ်ကိုပုံမှန်ခန့်မှန်ခန့်အောင်ပြုလုပ်အောင်ဖြစ်ပါတယ်။နောက်တတိယမြောက်ချက်ကတော့ကျွန်တော်တို့ပွဲစခရေကအဆုံးတက်နိုင်အောင်ပြုလုပ်ခြင်းဆိုတဲ့အပိုင်းဖြစ်ပါတယ်။ကျွန်တော်တို့တွေကဒီအိမ်ခွင့် MV ရဲ့အားသာချက်နဲ့အတူတူဒီကစားသမားတွေရာပွဲစခရေရာ high intensity အပြည့်ဒီပောက်ကွဲရအပြည့်နဲ့ high pressing ကစားပြီးတော့ပထမဆုံးမိနစ်20အတွင်းမှာ twin ကိုမဖြစ်မနေရအောင်လှုပ်ဆောင်ပါမယ် ကျွန်တော်တို့အားလီကိုရရှိခြင်းအားဆိုရင်ဒီ forest ကို plan bc ကိုတွန်းပို့ပြီးတော့ဒီသူတို့ရဲ့ defensive shape ကနေထွက်လာဖို့အတွက်တွန်းအားပေးလိုက်တာ ਨੇ တူတူပါပဲဒီလိုအားလီကိုရာစောစောစီးစီးရယူနိုင်မှန်ဆိုရင်ကျွန်တော်တို့ liverpool အတွက်စိတ်ပိုင်းဆိုင်ရာအတာစီးရယူပြီးတော့ဒီ forest ရဲ့နောက်တန်းမှာပေါ်ပေါက်လာမဲ့နေရာလွတ်တွေကိုတိုက်ခိုက်ပြီးတော့ကျွန်တော်တို့နိုင်ွယ်တပွဲကိုလွယ်လွယ်ကူကူဖောက်ဆောင်နိုင်မှဖြစ်ပါတယ်ကျွန်တော်တို့ဒီ Nottingham Forest နဲ့ပွဲမှာဆိုရင် Arsenal အနေနဲ့က ဒီဘဲကစားသမားတွေနဲ့ပွဲပွဲထွက်လာသည်ဖြစ်ပါသေးပါတော့ဒီအချက်၃ချက်ကိုမဖြစ်မနေဒီပွဲမှာလှုပ်ဆောင်တဲ့ကျွန်တော်တို့ဒီ forest လို့ခံစစ်အသားပေးပြီးစောတဲ့အသင်းနေနဲ့ဆိုရင်ဘောလုံး possession ရနေတဲ့အခါမှာစိတ်ရှိရှိနဲ့ထိုးဖောက်နိုင်ဖို့လိုတယ်ကျွန်တော်တို့ဒီ focus pit area တွေမှာဒီပြိုင်ဘက်အသင်းရဲ့ဆက်ရှိခိုက်စီထိတ်မှာဘောလုံးပေးဖို့လို့မရအောင်လမ်းကြောင်းတွေကျက်နေပြီဆိုရင်ကျွန်တော်တို့ wide area တွေဘက်ကနေထိုးဖောက်ရမယ် ဒီ white area တွေကနေထိုးပေါက်တဲ့အခါမှာလည်းဒီအမြင့်ပေါ်တွေမဟုတ်ဘဲနဲ့တက်နိုင်သမျှဒီကိုယ့်ရဲ့အသင်းဖော်ရေးစီကို low cross တွေနဲ့အရောက်ပေးဖို့နိုင်ရမယ်ဒီလိုဆိုရင်ကျွန်တော်တို့ forest ရဲ့နောက်တန်းက defensive shape ပုံစံကဒီအနေနဲ့အများပြတ်သွားပြီးတော့ကျွန်တော်တို့အထင်းမှာနေရလို့ရနေတဲ့ကစားသမားတွေကဒီဘွဲမှာအဆုံးသက်ပိုင်းကောင်းမှုအောင်လုပ်ထားမယ်ဆိုရင် ဒီပွဲစဉ်ကို ပထမပိုင်းမှနဲ့စောစောစီးစီးပွဲဖြတ်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီပွဲဟာကျွန်တော်တို့၅ပွဲဆက်နိုင်ပွဲရဖို့အတွက်ကိုပထမအဦးဆုံးခြေလန်းကောင်းအင်အားတစ်ခုအဖြစ်နဲ့ကျွန်တော်တို့နောက်လာမယ့်ပွဲစဉ်တွေကိုရှေ့ဆက်နိုင်မှာဖြစ်ပါတယ်အဆုံးသတ်မယ်ဆိုရင်ဒီအချက်၃ချက်တာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့လေဘာဘူးက forest ကိုကြော်ဖြတ်ပြီးတော့ဒီ9ဘွယ်ဆက်9ဘွယ်လမ်းကြောင်းကိုလိုလေကူကူစတင်နိုင်မှာဖြစ်တယ် ဒါအာနီစလုံးနဲ့အတူတူကျွန်တော်တို့လီဗာပူးအသင်းသားတွေအကုန်လုံးတက်တည်ပြမယ်အချိန်ဖြစ်ပြီးတော့တို့ရဲ့လုံနိုင်စွာ၊ကင်နိုင်စွာတွေကိုမြင်တွေ့ရမယ့်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ညီကိုတို့ရဲ့အမြင်အရဘယ်လိုရှိလဲ။ဒီသုံးချက်ထဲမှာဘယ်အချက်ကအရေးအကြီးဆုံးအချက်ဖြစ်မယ်လို့ထင်ကြလဲ။နောက်ထပ်ဘယ်အချက်တွေပြင်ဆင်လာတဲ့လဲဆိုတာကိုကိုမမဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ။အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။